လိုတားရရွှေအိုတို့လိုတားဆက်ပေတို့စားတာတွေကြားဟုကြလားဗျအခုကျွန်တော်တိတ်ဆက်ပေးမယ့်ဇလန်းလေးကတော့လိုတားရကြီးတွင်ကြီးလို့တိတ်စားခေါ်ရလောက်တဲ့အထိလူဝင်စန္ဒာတွေတိဝစီနေမယ်ကြီးတွင်ကြီးရဲ့အကြောင်းကိုပါလိုတားရကြီးတွင်ကြီးဟာအစပိုင်းမှာတော့ရွာသားတွေကိုပျော်ရွှင်မှုတွေပေးခဲ့ပေမယ့်နောက်ပိုင်းမှာတော့ဘလို့ထဲလက်ဆရာတွေဖြစ်လာမလဲဆိုတာကိုတွေ့ရမှာဖြစ်တယ်ဗျအားလုံးပဲမင်္ဂလာပါ channel လေးကို subscribe လုပ်ရသေးရင်တော့လိုပေးခဲ့ကြပါဦးဗျပြီးတော့အပံမကြည့်ဘူးဆိုရင်လိုက်တဲ့ချက် comment တွေကြောင့်မှတ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါတကယ်လို့ကိုကချင်းမရှိဘူးဆိုရင်လေ emoji လေးဖြည်းဖြည်းအခုခုမှတ်ပေးခဲ့လို့ရပါတယ်ဗျအခုမီဒီယာနဲ့ရည်တွင်ကြီးဟာအတော့ကိုထူဆန်းပြီးတော့လှုပ်ဝဲဆန်းကျင်မှုတွေဖြစ်နေခဲ့ပါတယ် တို့ကတော့ဒါကိုမရဏရည်တွေးလို့ပဲသုံးနှိုးချင်ပါလေဘာလို့လဲဆိုတော့ဒီရည်တွင်ကြီးမှာလူတွေမသိနိုင်တဲ့အမောက်သင်္ကေတပဲရှိနေလို့ပါဒီရည်တွင်ကြီးကိုရွာကလေးတွေကပိုက်ဆိုင်ပြီးတော့ရွာနီးကတောအူကြီးရဲ့အလဲမှာအတီရှိပါတယ်လူတွေပြောကြတာတော့မရဏရည်တွင်ကြီးဟာအခုလို တီရှိနေကြတာတက်တန်း90လောက်ရှိနေခဲ့ပါပြီရည်တွင်ကြီးမှာတော့မိရတဲ့အတိုင်းပဲမြက်ဒီဝါတွေကိုကိုးစားပြီးတဲ့အဝိဆံပိုက်တွေနဲ့စီးထားခဲ့ပါလေ ရွာသားတွေကိုယ်တိုင်ကလည်းတာကိုနဲ့ရည်တွေလိုပဲတေစားခေါ်ကြပါလေ။ရည်တွေထဲမှာတော့စက်ရှိကြည်လင်နေတဲ့ညာဆက်ရောက်ရည်တွေရှိနေခဲ့တယ်ဗျာ။ရွာသားမိမလူကြီးတွေဟာတကုတ်ကိုလိုအပ်တာရှိတဲ့ခါတိုင်းမှာရည်တွေကြီးစီမှာလာရောက်ဆုတောင်းလေးရှိပါတယ်။လူပေါင်းစုလာရောက်ဆုတောင်းကြသလိုသူတို့တောင်းတဲ့ဆုတွေကလည်းစုံနေရပါတယ်။တချို့ကလည်းချဲပေါင်းချင်လို့ဆုတောင်းကြတဲ့သူတွေ တချို့ကလည်းတမ်းမကြီးတွေဆူတောင်းကြသလိုလူကြီးမေလို ထားခဲ့ခံရတဲ့သူတွေကတော့သူမပြန်လာဖို့ဆူတောင်းကြတယ်ဗျာဂျေလွင်းကြီးကလည်းသူ့တို့တောင်းတဲ့ဆူတိုင် ဖြစ်စည်းပိတ်တယ်လို့ဆိုပါတယ်ဒါပေမဲ့တခုတော့ရှိပါသေးဆူတောင်းတဲ့သူကသူစင်ရိုးသားတဲ့စင်နှလုံးရှိမှသာလေဂျေလွင်းကြီးကလည်းမှန်တကယ်ဖြစ်စည်းပိတ်တယ်ဗျာလောကလေတလာကျော်လာခက်ကကိုသိမောင်းလို့ခေါ်တဲ့လူကြောင့်ဟာနဲ့ရည်တွင်ရည်စီမှာ လာရောက်ဆူတောင်းခဲ့ပါသေးတယ် ိုသိမမစာအုပ်လို့ခေါ်တဲ့မိမကျောက်ရှိပြီးတော့သူတို့ရဲ့အေဒေါ်သက်တန်းဟာလည်းခုနှစ်နှစ်ရှိခဲ့ပါပြီ။ဒါပေမဲ့သူတို့ဟာကလေးမြသည်လို့ရေတွင်းကြီးမှလာရောက်သားစုပန်ကြတာပေါ့။သူမိမစာအုပ်ကိုလည်းရေတွင်းစီခေါ်လာပြီးတော့တေဦးတေသေးဆူတောင်းခဲ့တယ်ဗျာ။သူတို့လင်မြကတော့နေ့ရီတွေကိုအပြည့်အဝယူကြည့်ပြီးတော့မကြခင်မှာကိုဝင်လေးပိုင်ဆိုင်ရမယ်ဆိုတဲ့မျှော်လင့်ချက်တွေထားရှိခဲ့ပါလိမ့်။ ဒါပေမဲ့ချူတောင်းပြီးတဲ့နေ့ကစပြီးအခြေတလကကြာနေသွားတော့လေသူတို့လိုချင်တဲ့ကိုဝင်ကတော့ရမလာခဲ့ဘူးဗျာသူတဘွားတိုင်းအများကြီးမျော်လင့်ယူကြည်ထားကမှဘာမှဖြစ်မလာဘူးဆိုတော့နေ့ရီတွင်ကြီးကိုလေယူကြည်မှုတွေပြပြလာခဲ့တာပေါ့တပည့်မှလည်းနေ့ရီတွင်နဲ့ဖက်ဆက်တဲ့အကြောင်းအရာတွေကြွားထဲမှာအတော့ကိုဟိုးလေးတကျော်ဖြစ်နေခဲ့တယ်ဗျာသူတို့ပြောနေကြတဲ့အကြောင်းအရာကတော့အတော်လေးကိုမှထူဆန်းပြီးစိတ်ဝင်စားဖို့ကောင်းနေဗျာ ပရမဆူချက်ကတော့ဘိုးကြီးတယောက်ဖြစ်ပြီးသူဟာတက်ကြွလက်ကြွစွာနဲ့ဈေးထဲကိုရှောက်လာခဲ့တဲ့ဗျတကယ်တော့သူဟာဘိုးကြီးပြီးပြီးဒူးနာလို့လမ်းကောင်းကောင်းရှောက်နေတဲ့သူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အဲ့ဒါတွေခိုးမှမရှိတော့ပဲအာလိုကက်ကင်သွားနေပါပြီ။မဲ့ကြီးတွေကြီးကတကယ်ကိုဆူတောင်းပြေးတယ်ဟာ။ငါကအဆကဆိုရင်လမ်းတောင်သေးချာရှောက်နေလောက်အောင်ငါဒူးတွေကတေလောက်အုပ်ထိနာတာ။ ဒါနဲ့ငါလည်းနဲ့ရည်တွင်ကြီးစီမှာကျတော့ရဲ့ဒူတွေအကောင်းပက်ကလေးလိုချင်တယ်လို့ဆူတောင်းခဲ့တယ်။ကဲအခုကြတော့ကြည်စမ်းပါဦးပေါ်ပါနေလိုက်တာ။ဒီပိုတိုက်ဆိုရင်အာဆီယံဘွဲမှာမိုင်ယူနဲ့တော့သွားဆော်လို့ရတယ်ဟဲ့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 ။ဟုတ်တယ်တော့ဟုတ်တယ်။ကျမလည်းအဲ့ဒီကပြက်လာတဲ့နေ့ကစပြီးတော့ကိုလက်တွေပေါ်ပါနေလိုက်တာ။ကျမရဲ့ဆူတောင်းကတော့အေပေါ်မှာတက်သွားတယ်လက်ဆော်လေးပြန်ပြီးချီလို့ဆူတောင်းခဲ့တာလေ။ ပြာနဲ့သိမကြလဲဘူးကျမရဲ့ခေါင်းဥပမာပြန်တွေ့လဲရတာပဲအဲ့ဒါကြောင့်ကြွာသားတွေဟာရေတွေးကြီးဟာဘလတ်တော်မှာမြင့်မြတ်တဲ့အကြောင်းဆူတောင်းပြီးတဲ့အကြောင်းတွေအပေါင်းအရင်းတန်စွာနဲ့ပြောနေခဲ့ကြတယ်ဗျသူတို့လည်းဆန်တာတွေလေပြီးွားသွားတော့ထိုဇန်တိုင်းဝမ်းသာလို့မဆိုတပြိုးပြိုးဖြစ်နေကြတာပေါ့သူတို့တွေရဲ့ဝမ်းသာစကားတွေကြားမှာ ကိုသိမ့်မော်ရဲ့မိမမဆာဦးကတော့ခေါင်းလေးငိုနေခဲ့ရှာပါလိမ့်ဘာလို့လဲဆိုတော့ ခြေသေးလေးလိုချင်တဲ့သူရဲ့ဆူတောင်းတော့အမှန်ဖြစ်မလာခဲ့လို့ပါထိုနေရာနဲ့ဒီမှာကိုသေးမောင်လေးရှိနေခဲ့တယ်ဗျကိုသေးမောင်ဆိုတဲ့သူကစိတ်မထေရင်မထေတယ်လို့ပြောဆိုတတ်တဲ့သူတယောက်ဖြစ်တာပေါ့အဲဒါကြောင့်တခြားသူတွေရဲ့ဆူတောင်းမှုတော့ဖြည့်ပေးတယ်ငါရဲ့ဆူတောင်းကတော့ဖြည့်စီမပိနိုင်ဘူးဆိုပြီးပြောနေခဲ့တာပေါ့ဗျာဘာကိုဆူတောင်းမိရင်တွေ့လဲသွားစမ်းပါအယူတွေယူနေတဲ့လူတွေကပဲအဲ့လိုပက်ကရတွေကိုယုံကြည်လိမ့်မယ်သူ့ဘာသာရှိနေတဲ့ရေတွင်ဟောင်းကြီးကို ဘာကိုနဲ့ဤတွေဘာကိုဆူတောက်ပြီးဤတွေလဲဟဟပောက်ယူတွေတိတ်ဆိုင်သွားတော့ဘူးသူတို့ဆူတောင်းတကယ်ပြည့်ရဲ့လို့ထင်နေကြတယ်ဟကိုသေးမော်ရဲ့ရွယ်ဆောင်ပြောဆိုတဲ့စကားသားတွေကိုဒရိုင်ဘာတွေကကြားလိုက်တဲ့အခါမှာတော့အားလို့လေဘာမှမပြောပြီးငြိမ်ကြသွားခဲ့ပါလေ ငြိမ်သွားတယ်ဆိုတာကကောင်းလေရတော့မဟုတ်ဘူးဗျ။ကြွားသားတွေကကိုသေးမကိုမျက်မှောက်ကျိုးစွာနဲ့ကြည့်နေကြပြီးသူတို့ယူကြည်ရမှာစော်ကားပြောဆိုနေတော့နည်းနည်းတော့တင်းလာပါဗျာ။ဒီဝါတဲ့စားချင်းတွေဆိုတော့ဘာမှထွေထူးမပြောပဲအလကားကောင်ပါညာဆုပြီးတီတိုပြောနေခဲ့ကြတာပေါ့။အဲဒီချိန်မှာကြွားသကြီးဆန်ကောက်ဆိုတဲ့သူထွက်လာခဲ့တယ်ဗျာ။သကြီးဟာတင်းမရဲ့ခိုးကိုပို့လိုက်ပြီးတော့နောက်ထဲအခုလိုမပြောဘူးတတိပေးလိုက်ပါ။ဟေးကော စကားပြောရင်ရှင်းနောက်ပညာကြည်ပြောဟာသူတို့ယူကြည့်တဲ့ຢာကိုမေကစော်ကားနေတာမကားတဲ့လူရမဟုတ်ဘူးနော်မေကိုတဲ့မျိုးကြီးလည်းကိစ္စမရှိဘူးဒါပေမဲ့တွားပြီးတော့မစော်ကားနဲ့မေကိုနှက်ကြိုက်လိမ့်မယ်ဘာနဲ့လဲဘာဖို့ကြိုက်မလဲကျွန်တော်အဲ့ဒါကိုယူကြည့်မရှိဘူးအဲ့ဒီရေတွင်းဆိုကြီးမှာဘာနဲ့မှမရှိဘူးဆိုတာကျွန်တော်တက်တည်ပြမယ်ခင်ဗျကြည့်နေ ဒီလိုပြောပြတာနဲ့ကိုသိမ်းမော်တရားရွာသားတွေကိုအရွက်တိုက်ပြီးတော့နှက်ရည်တွင်ကြီးစီကိုဥတီကထွက်လာခဲ့တာပေါ့ရွာသားတွေကလည်းဒီကောင်ဘာပောက်ကရတွေလိုအိုးมาလဲဆိုပြီးမလိုမျက်စိပြူစွာနဲ့ကြည့်နေခဲ့ကြတယ်ဗျကိုသိမ်းမကလည်းတကူကူလှုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့နှက်ရည်တွေရဲ့ဤကိုရောက်လာခဲ့တယ်ဗျအဲ့ဒီချိန်ကရနေကလေးဆိုတော့လေးလေးတွေကမတိမစားတိုက်ခိုက်နေရတယ်ဗျလုံးဝလာတဲ့လေးလေးလေးတွေက ကိုသိမ်းမရဲ့နေရွယ်လေးကို ပေါ်တိုက်သွားခဲ့တာပေါ့။ကိုသိမရဲ့မျက်စိရှိမှာတော့ခြေရင်းကြီးတစ်ခုရဲ့ပြီးတော့ခြေတွင်းမှာပတ်ထားတဲ့အထက်စားပြီနဲ့ကြွားသားတွေလာရောက်ထားတဲ့ပန်းပေပန်းကိုးတွေကိုတွေ့နေကြရပါတယ်။ကြွားသားတွေကတော့ကိုသိမလို့စော်ကားဖို့ညီနေတာသာခြေတွင်းရဲ့ညီကိုတော့မကဲ့ရဲကြဘူးဗျ။အတိုင်းပဲကြော်လမ်းရှိတဲ့ကိုသိမကတော့ခြေတွင်းရဲ့ညီကိုရောက်တာနဲ့ဘလို့သိတဲ့ຢာတစ်ခုကိုလူမိသွားခဲ့တာပေါ့။ဟမ်ဆူတော့ပြီရေတွင် ဘာကိုဆုတောင်းပြီလဲတာဝန်တွေကပဲဒီလိုပွက်ကရတွေယူလိမ့်မယ်ဒါကတော့မျိုးထွီးမိမတက်နေလဲဟမ်ကိုသေးမကပောက်ကရရီပြောဆိုကြည့်မပြီးတော့ခြေထွေးရဲ့တဲကိုတထွေထွေးချလိုက်တယ်ဗျာအဲ့လိုလိုလဲပြင်မဲ့ဘာမှတော့ထူးထူးခြားခြားဖြစ်မလာခဲ့ပါဘူးအဲဒါကြောင့်ကိုသေးမကလည်းသူကိုသူကိုယူလို့မဆိုးပဲဖြစ်နေခဲ့ပါ ਈ သူကတော့ဘာပြေသနာမှမရှိလောက်ဘူးထင်ပြီးမဲ့ရိုးတရဆိုသလိုဒီပြည့်ပြည့်ထန်လာပြီးတော့ သူ့နောက်ကိုတစုံတယောက်ရောက်လာခဲ့ပါတယ်အဲ့တော့မှမဟုတ်တာလုံးမိထားတဲ့ကိုသိမောင်လေသူ့စိတ်ထဲကြောက်လာခဲ့တယ်ဗျာလေးစက်နေတဲ့လေတွေကဂျိုးတီရဲ့ဖဲထန်လာတော့သူလေဒါတခုခုပဲဆိုပြီးတီးလိုက်တာပေါ့အဲ့ဒါတည်းမဟုတ်ပဲဒီတွေးထဲမှာရှိတဲ့အစိယောင်ကြီးတွေကပါ သူ့ရောက်တကယ်သူနီမြန်းသွားခဲ့ပါတယ်သူချေကိုရောက်မှာသူ့ကိုယ်သူတက်တီရှိလာပြီးထင်နေတဲ့ကိုသိမောင်လေစက်သေးတွေထပြီးတော့ထွက်ပြေးသွားခဲ့ရပါတယ် ူထွက်ပြေးသွားတဲ့ချိန်မှာတော့မရဏရင်မေပေါ်မှာအနဲ့ရောက်အေဂျီနဲ့စပင်ဖားလျားချထားတဲ့တဲမတကာကိုသူ့ကိုထိုက်ကြည့်နေခဲ့ပါတယ်။ကုဘသာအေးဆေးနေတဲ့ຢာကိုကုဘကသွားဖိတ်ခေါ်တော့ဟိုကလည်းဒီတဲညီနေမှာမဟုတ်ဘူးဗျာ။ပြဒနာရှာရင်ကုစီကိုပြဒနာတွေပဲရောက်လာလိမ့်မယ်ဆိုတဲ့သဘောကျဖြစ်တာပေါ့။ဒါကြောင့်ပြဒနာမိခွက်ထောချတဲ့ကိုတင်မောက်စီကိုကြောက်လက်ဖွယ်ရာတွေအေဒေရာရောက်လိုက်လာတော့မှာဖြစ်ပါတယ် ညဘက်ကိုရောက်မှာတော့အရင်ရတွေနဲ့မတူပဲမိုးရွာတော့မှန်တိုင်းလီပီတွေတိတ်နေခဲ့တယ်ဗျ။အခြေကလည်းအေးချီဆိုတော့ကိုသိမ့်မော်လည်းအေးပေါ်မှာနှဲ့နေခဲ့တာပေါ့။ကိုသိမ့်မော်အိမ်နေတော့မှာထူးထူးဆန်းဆန်းအတာတွေကိုကြားနေရတယ်ဗျ။အဲ့ဒီအတန်းကတော့မိုးဆူထွားတဲ့ဝေစားပြီလို့ရေစက်လေတွေကြားနေတဲ့အတန်းဗျ။မိုးကလည်းမရပဲနေကြီးကြံတွေကိုကြာတော့ကိုသိမ့်မော်လေးမိလေးနဲ့နိနာကိုလက်ကြည့်နေကြတာပေါ့ သူလည်းကြည့်တော့လေဘာမှမတွေ့တာမို့အကြမ်းမတာပဲနေမှာပါလို့အိယာတဲ့ပြန်လှဲချလိုက်တာပေါ့သူအိယာတဲ့ကိုရောက်လို့အိပြော်စာပြူလာတဲ့ချိန်မှာအသံနဲ့ကြီးနေကြီးနေတဲ့မိကလေးပြောင်ရဲ့အတန်းကိုတင်းတင်းရှောရှောချစ်ကိုကြားလိုက်ရပါတယ်အိမာတောက်တဲ့ရှိရမှာအတန်းပလန်တွေထွက်လာတော့သူလည်းကြောက်ပြီးတော့ထက်ချေထားကြည့်ခဲ့ပါတယ်သောစိတ်တွေနဲ့ကြောချမ်းလာပြီးတော့မြေလို့ဒီပြူပြီးအစံကြရဘက်ကိုလိမ့်ရှာနေကြတဲ့ပြား ူချနေတဲ့အချိန်မှာတော့တကားနီကအထောက်လေးမှာအော်တိုရဲ့နေတဲ့မိကလေးတယောက်ကိုတွေ့လက်ရပါတယ်။အဲ့ဒီမိကလေးဟာစပင်ဖားလေးအားချပြီးလက်နောက်ကို꿰တာကသူမရဲ့ဝိစားကလည်းတကူလို့အနဲ့ရောက်ကြီးပြ။ကိုသေးမောင်လေးသူမိနေရတဲ့ယာကြီးကိုတေချာဆက်ကြည့်လိုက်တော့သူမခြေထောက်တွေကဆိုးပြဲနေတဲ့ပြီးရေတွေဆိုးရွှဲနေတဲ့အင်းကြီးအစာလေးတွေကနေရေစက်ကလေးတွေကြမ်းတီပေါ်စီးကျနေခဲ့တယ်ပြ။ဟေး အဲ့မှာဘူးသူလဲကိုသိမကအဲ့လိုမွေးလိုက်တော့သူမလေးဖိုးကွယ်ထားတဲ့မျက်နှာကြီးကို အပြင်ထိုးပြလိုက်ပါတယ်သူမမျက်နှာကြီးကအတော့ကိုကြောက်စရာကြီးပြဇမလူတော်အနေနဲ့သူမမျက်နှာကိုငလေးရတဲ့သူကတော့သူ့ရဲ့မတဲအတော့ကိုလက်ချံပါမဲ့ခြေနေဖြစ်ပါတယ်သူမဟာရုတ်တရက်မျက်နှာရှိကို ရောက်လာပြီးတော့ဘာကိုတွေးတွေးတာမင်းမဟုတ်လားမမိုက်တာမင်းရဲ့အသက်ကိုနှုတ်ယူပြင်မဲ့ ညနေကပေါ်တကရတွေလှုပ်ထားတဲ့ပေးမုတ်လေအဖေမိတပြီးတော့အော်ဟီးထွက်တည်သွားခဲ့ပါရီအမလီတရေပြိုးတရေတေးမောင်တရားကိုအနောက်ကိုတော့လှမ်းမကြည့်တော့ပဲတခြားနေရာတစ်ခုကိုထွက်ပြေးသွားခဲ့တာပေါ့တေးမောင်တရေချခံရပြီးတဲ့နောက်တရက်မှာထူးခြားတဲ့ကိစ္စတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒါကတော့လူပြောက်တဲ့ကိစ္စကြီးပြား ခြေတွင်းနဲ့နေမှာရှိတဲ့ဘိုးကြီးတယောက်ဟာအစာနာမရှိဘဲရုတ်တရက်ပြုတ်သွားခဲ့တာပေါ့အဘိုးကြီးပြုတ်ဆိုးတဲ့ပုံစံကအတော့ကိုထိုးဆန်းပါတယ်သူ့ရဲ့အေဒီကာကြီးဟာကိုယ့်ရဲ့အသားကျန်ခဲ့ပြီးလူကဘယ်ကျက်လို့ဘယောင်းနေမှရှောင်တွေ့ခဲ့ကြပါဘူးသူတို့ရှောင်တွေ့ကြတာဆိုလို့ခြေတွင်းနဲ့မလန်းမကန်းမှရှိတဲ့အဘိုးကြီးရဲ့ဖက်ထက်တွေကိုပါအဲ့ဒီဖက်ထက်တွေကလွဲရေဘာကိုမှမတွေ့ရလို့သူတို့လည်းလက်လျှော့လိုက်ရပါတယ် လူပဲတဲ့ကိစ္စကြီးကဒီလောက်နဲ့တည်းပြီးသွားတာလားဆိုတော့မပြေသေးဘူးဗျာအဘိုးကြီးပြောက်ပြီလို့နောက်ထပ်တိုးရကြမှာပဲနောက်ထပ်မိမငယ်လေးတယောက်ထမ်းမှပျောက်ဆိုခဲ့ပါလေအရာနဲ့တည်းအားမရသေးလို့ပျောက်ပြီးတယောက်ဇက်တိုက်ဇက်တိုက်ကြီးကိုပျောက်လာခဲ့တယ်ဗျာသူတို့ပျောက်တဲ့ပိုးချန်ကလည်းအားလို့တပိုးစာနဲ့ဖြစ်ပြီးတော့မျိုးဆိုးသူတွေဟာရေတွေးရဲ့နေမှာဖနဲ့ချထားခဲ့ကြတာပေါ့ခေချင်နေရဖနဲ့တွေကစေကြည့်တော့သူတို့လည်း ယူသွားရမှာနီမျောလို့ဖြစ်မှာပေါ့ဗျာရဇိုးလက္ခဏာရက်တွေကိုကြည့်ပြီးတော့တကြီးလေးမျက်နှာတစ်ချက်ပြဲ့သွားခဲ့ပါလေကြွားသားတွေကြားထဲမှာလည်းနေရီတွေနဲ့ပတ်သက်ပြီးကြောက်စရာကောင်းတဲ့ဩလာဟာလာလက်ချိုးပြက်လာခဲ့ပါလေအ í ကနေရီတွေမှာလာရောက်ဆူတောင်းနေကြသူတွေလည်းတကြီးတွင်းကြီးကိုကြောက်လာကြတယ်ဗျာဒါကြောင့်အ í ကဆူတောင်းသူတွေကလည်းမလာဘလောက်နဲလာခဲ့တာပေါ့မေးပမာလေး ငါကိုတွေးနေထွေးတဲ့ကောင်ငါမဲကိုစောင်းနေတယ်မင်းမလာရင်ကြားတဲ့သူတွေအားလုံးမဲစာအပြစ်ပေးခံရမယ်ပဲဒီမဟာရသူကြီးကိုသိမ်းမကတော့အကြောက်တရားတွေကြောင့်ကဘာပြဲနေခဲ့ပါပြီဘလောက်တည်းလဲဆိုရင်ညာဘက်တွေတောင်အင်းနဲ့ပြောတဲ့ကြောင်သူ့မျက်လုံးတွေကဖော်ပြနေခဲ့တာပေါ့သေးမရောက်လာခဲ့ရင်လေအစေးသေးပောက်ကြိမ်ဖို့အတွက်ဖျားစေသူတော်ကိုစုကင်ထားခဲ့တယ်ဗျာ ကိုအေးလို့များတဲ့အချိန်ရတော့အမောက်ချပြီဆိုတာနဲ့သူ့ရဲ့နားထဲမှာမေဂလီတယောက်ကသူ့စီလာခဲ့ဖို့ဖိတ်ခုံနေတဲ့အတာတွေဟာပေတေစွာနဲ့ကြားနေကြရလို့ဖြစ်ပါတယ်။အဲအရာတွေကိုတင်းကန်နေတော့တဲ့နောက်ဆုံးမှာရွာတိကြီးစီကိုတွားရက်ကိုကြီးတားခဲ့ပါတယ်။တကြီးရေကျုပ်ကိုကဲပါဦးဗျာ။ဒီပေါ်တိုင်းဆိုရင်သူကျုပ်ကိုတက်လိမ့်မယ်ဗျ။သူလက်ကလော့အောင်ကျွန်တော်ဘာလို့ရမလဲ။ မင်းငွေရနေလို့ဒီကိစ္စကမပြီးသွားဘူးကွာ။ဒါကြောင့်ငါမင်းကိုပြောဆိုနေတဲ့ချင်းချင်းဖို့ပြောခဲ့တယ်လေ။အမှန်တကယ်တော့တကြီးဆန်ကောင်းကရည်ရွယ်ကြီးရာဇဝင်ကိုတည်ထားတဲ့တဦးတည်းသော သူတော်ဖြစ်ပါ යි ။လောကရဲ့နေပေါင်းမြောက်စွာခက်ကမိကလေးကျောင်းကသူ့ချစ်သူကြောင့်စိတ်တည့်ဝမ်းနည်းစွာနဲ့ရည်ရွယ်တဲ့ကိုခုတ်ချဆိုးစီသွားခဲ့ဖူးပါ යි ။ ာလာတော်ကြမှာတော့ရေတွေကြီးဟာထူးဆန်းမှုတွေဖြစ်လာပြီးတော့အခုလိုနဲ့ရေတွေကြီးလို တိတ်စားကော်လာကြတယ်ဗျပကြီးတော်စကြုတ်ဘလို့လွှဲရမလဲကြုတ်ဘာလို့သိလဲဗျမဲကအမှားလုပ်ထားတဲ့သူဆိုတော့သူ့ကိုစားပွဲတောက်ပွဲတွေနဲ့အသေးချာလေးတောက်မှပွဲခန္ဓာလုပ်ပေးရလိမ့်မယ်သူခွေလော့ဖို့မင်းဘာမဆိုလုပ်ပေးရလိမ့်မယ်နော်တကြီးနဲ့ကိုသိမှတို့ဟာရေတွေကြီးကတဲမာကို ပြန်တောင်းပန်ဖို့စီစဉ်လိုက်ကြတယ်ဗျာ။ဒါကြောင့်တရဲဝဥညီတို့မြူတဲ့ချေရတကောက်ရောက်မှာတော့တကြီးရဲ့ကိုသေးမောင်ရဲ့နဲ့ဘိုးကြီးတပားကိုပါပစ်ဆောင်လာခဲ့တာပေါ့။ကိုသေးမောင်လက်ထဲမှာတော့တပီညော့ပန်းခဲလေးတွေကိုဆောက်ပြီးတော့တဲမာကိုတောင်းပန်ဖို့လိုတာပေါ့။မရနာရီရွေးကြီးနဲ့ထိုနေရာတဝိုက်မှာလေဒေတွေပြည်တန်စွာတိုက်နေလျက်ရှိပါသည် ပါလာတဲ့ဘူကြီးကလက်ဟုတ်ချလိုက်တာနဲ့ကိုသိမကလည်းခြေတွင်းရှိမှဒုဒ္ဒံကာဝရပြူပြီးတော့သူ့ကိုခွတ်လော့ပေးဖို့တောက်မှန်တဲ့ကြောင့်ဆိုတာပေါ့သူအမားတွေကိုလိုခံမိတဲ့အတွက်ခွတ်လော့ပေးဖို့တောက်မှန်ပါတယ်ကျုပ်ကိုခွတ်လော့ပေးပါစေရမကြီးရဲ့တောက်မှန်တာနဲ့တူပဲမြက်ခွဲပြောသူလိုဖြစ်သွားတဲ့တောက်မှန်စကားကိုခြေတွင်းထက်ကတဲမကြီးလေကြားသွားခဲ့တယ်ဗျဒါကြောင့်ခြေတွင်းထက်ကသူမထွက်လာပြီးတော့ ခွင်မလို့တဲ့ဂျေကိုမှကိုသေးမကိုလည်းအသက်အန္တရာယ်ပြုခဲ့ပါသည်။တဲမကြီးကကိုသေးမောင်စီရောက်လာပြီးတော့လယ်ဘေးကိုညှိသက်ထားလိုက်ပါတယ်။ရေကဲတို့လိုအိတ်ဆက်နေတဲ့သူ့ရဲ့လက်ချောက်တွေနဲ့လယ်ဘေးကိုတိကျစွာညှိတာခဲ့တော့တဲမောင်လည်းအသက်ချူလို့မရပဲဖြစ်နေကြတာပေါ့။တဲမကလည်းတဲမရဲ့လက်တွေကိုဖဲဖို့စူးစမ်းခဲ့ပြီးမှသူ့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ီချိန်လေးမှာအကူကြီးတောက်ဖို့တော့မှာအစမထွက်နေလောက်အောင်ဒုက္ခရောက်နေခဲ့တယ်ဗျာငါဘာသာအေးဆေးနေတာပေါ်မှာပြဿနာလာရှာကြတဲ့ကောင်တွေမေတို့တရားလို့ကိုငါရဲ့ကြီးတွေထဲမှာအမျိုးဖြုတ်ပြင်မယ်ဒဲမောက်ဒုက္ခရောက်နေတာတွေ့တော့တကြီးကလည်းအစီလှုပ်ထားတဲ့ဓာတ်ကိုယူကာဒဲမောက်ကိုရွေးလိုက်တယ်ဗျာဟေးဘေးသူ့ကိုလှုပ်လိုက်စမ်းမဟုတ်ရင်ပြဿနာတွေပိုကြီးကိုလိမ့်မယ် တဲမန်းကလည်းတကြီးကိုမောကြည့်လိုက်တယ်ဗျာပြီးတော့ဒီလိုပြောပါလေ။အော်ဘသူများလဲလို့နေဖြစ်နေတာကို လူယုံပါကြီးရဲ့ပါလေ။နင်ကဘူထက်သက်ချီတယ်လို့လား။မရတော့ဘူး။အခုငါလှရောက်ပြီ။နင်းနဲ့နေရတူပါလို့ကိုတရားမှငါကြီးနေနိုင်မယ်။ဟာ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 ။တဲမန်းရဲ့စကားကိုကြားလိုက်တော့ရွာတကြီးလည်းညစ်ကြသွားကြတယ်ဗျာ။ ဘဲမာကိုရွေထားတဲ့ဓာတ်ကိုအောက်ချလိုက်ပြီးတော့သူမျက်နှာမှာလဲစင်မကောင်းသလိုဖြစ်သွားနေတာပေါ့ဘာလို့လဲဆိုတော့တကြီးစာကောင်းမှာကြွားသားတွေမတီးတဲ့အကြောက်ရတခုနောက်ွယ်မှာရှိခဲ့ဘူးပါတယ်အဲ့ဒီအရာကတော့တချေကတကြီးဟာပြိုမေးလို့ခေါ်တဲ့မိန်းကလေးကြောင့်နဲ့ချိတ်ကျခဲ့ဘူးပါတယ်သူတို့ညောင်ဟာလောလောကျွတ်ကျွတ်တွေဖြစ်သွားပြီးတော့ကောင်းမလေးမှလည်းကိုဝင်ရသွားခဲ့တာပေါ့ဒါပေမဲ့ယောက်ျားလေးဖြစ်တဲ့တကြီးကတော့ မိဘပေးစားတဲ့သူနဲ့အေးထောက်ကြသွားပြီးကိုရင်းရပါတဲ့ပြိုမီကိုတော့ထားရီခဲတာပေါ့ဒါကြောင့်ကြာကလေးပြိုမီလည်းအချက်ကွဲပြီးတော့ရည်တွေးထဲမှာအစိုးစီလိုက်တယ်ဗျာငါရမာတွေတွေတောင်းမှန်ပါလေငါကိုခွင့်လောက်ပေးပါမေးရငါကိုမကြည့်နေဘူးဆိုရင်မှရွာသားတွေနဲ့ဘာမှမဆိုင်ဘူးလေနေကောင်းရမောင်ရကိုတွားပါတော့ကွာနော်ငါကိုလည်းခွင့်လောက်ပါကွာတကြီးဟာ တောက်ပန့်စကားဆိုရင်လည်းမြေပေါ်ကျနေတဲ့သူ့ရဲ့ဆောင်လဲဆွဲလေးကိုတွေးလိုက်ရပါတယ်အဲ့ဒါကိုတွေးလိုက်ရတော့ငါတော့ဒုက္ခရောက်ပြီပဲအ мян ကောက်ယူမှရမယ်လို့တွေးလိုက်ပါတယ်ဒါပေမဲ့သူတိလိုက်တဲ့အချိန်မှာသိကိုမှနောက်ကျသွားခဲ့ပါပြီအဆောင်လဲဆွဲပြုတ်ကျနေတာကိုသိတဲ့တဲမလည်းသူ့ရဲ့စပယ်တွေနဲ့တကြီးကိုလှန့်တို့ထားလိုက်တဲ့ဗျတဲမရဲ့မင်းနဲ့ရှိလျတဲ့စပယ်တွေဟာတကြီးကိုတိတ်ကျစွာနဲ့ချီနှောက်ထားလိုက်တာပေါ့ တကြီးလဲလှုပ်လို့မရတာကြောင့်လက်ထက်ကဒါကလေပြို့ချသွားခဲ့ပါလေကဲဒီနာကျင်မှုတွေကိုနေခန်းဆန်းဆန်းဘာမသိခင်ကဘလောက်တော်ဝိရဏတွေခန်းဆန်းခဲ့ရလဲဆိုတာမင်းသိပြီမလားသိစမ်းတဲမကြီးကသူ့ရဲ့စပယ်တွေနဲ့တကြီးကိုချီနှောက်ထားပြီးတော့ရေတွင်တဲ့ပြချဖို့လိုနေခဲ့ပါတယ်။တကြီးဘက်ကိုလှက်သွားတော့အဆက်ကလက်ပေးညှစ်ခံရတဲ့တေးမောင်လေး ခပြေးချစ်စီသူနဲ့တူအတော့ကိုမှထိလက်သွေးပြက်နေရတာပေါ့ဒါမဲ့လေသူ့ကိုကူညီပေးဖို့စူးစမ်းခဲ့တဲ့တကြီးဟာသူ့ရှိမှဒုက္ခရနေတော့ဘာလို့လုပ်လို့ရမှန်းမသိထိနေခဲ့ပါလေဒါနဲ့သူဟာဘိုးကြီးကိုကြည့်လိုက်တော့ဘိုးကြီးကလည်းဒုက္ခကိုလိုတဲ့ဖို့အချက်ပြခဲ့ပါတယ်ဒါနဲ့ဒီဘောကိုကြာနေတဲ့တကြီးရဲ့သားကိုကောက်လိုက်ပြီးတော့တကြီးဘောကိုအာယူဆိုင်နေတဲ့တဲမကြီးအားအလစ်ထိုးဆက်လိုက်ပါတယ် ဒါကလည်းတဲရီစီအမန်းလိုက်တာဖြစ်နေတော့ထိုးလန့်ချင်းချင်းပဲအော်ဟစ်ပြီးတော့ဒူးထောင်းကျသွားခဲ့ပါလေ။ဒီမှာလေတရားတော်မှာကိုစီတော့ဝါနေနေလေးတွေနဲ့မိခိုးတွေဖြစ်ဆက်ခွဲသွားခဲ့တယ်ဗျာ။သူတို့ဟာတိတ်မလဲခြင်းနဲ့ရှော့တော့မလို့ဖြစ်သွားပေမဲ့တန်ကောင်းပြီးတော့လော့သွားခဲ့ကြတာပေါ့ဗျာ။တသက်နည်းလဲကြတော့ဂျွာတဲ့ကလူတချို့ဟာထိုးကြလို့ပဲသူတို့ရဲ့လူရင်းစာရတွေပြူဝဖို့တွေလာရောက်ဆူတောင်းနေကြကြပါလား။ လို့အမွားရွေးတွေလုပ်နေတာကိုတွေ့တော့ဆရာတော်ကလည်းဒါကမလို့သိဘူးဒါကမမှန်ကန်ဘူးဆိုတာကိုလမ်းပြပေးခဲ့ပါလိ။ကောင်းတဲ့ယောက်တွေကိုပဲလူချင်းတောင်းတမယ်စာကိုတဲ့ကအောက်နောက်တွေကိုပဲလူကယ်ပြုမှုသေးတဲ့အကြောင်းဩဝါဒချွေခဲ့တာပုံ။အဲ့ဒီညကပြဿနာတွေပြီးမှတော့ဒီဟာလို့လေအေဂျင့်စိတ်ညစ်လာပါတော့လေ။ဘကရတွေလိုခဲ့မိတဲ့ကိုသေးမောင်လေတေကန်းစားပြီးကြီးကြီးရသွားပြီးတော့သူ့ရဲ့စစ်တွေဟာလေဈေးကျဲလာခဲ့တယ်ဗျာ။ ။ဒါကြောင့်သူလည်းအပီတိုင်ဘိုးကြီးဝင့်မယ်လို့ဆွေးပြလိုက်ပြီးသူ့ရဲ့နေထိုင်မှုလမ်းစဉ်ကိုလည်းအပီတိုင်ပြောင်းလဲလိုက်တာပေါ့။အဲဒီနောက်တော့ဇလန်းလေးကလည်းပြီးဆုံးသွားခဲ့တယ်ဗျာ။အားလုံးပြန်ချိုးရမယ်ဆိုရင်တော့ကိုယ့်ရဲ့လူဝင်စင်တာတွေကြောင်းအယူအဆမှားတွေကိုလက်ခံကျေသွနေရကြတာပေါ့ဗျာ။ဟုတ်ဘူးဒီပူနေတဲ့နေကားတွေမွေတွေကိုလည်းအစ်စ်မန်လို့ယူချင်နေမိပြီလားဗျအမှန်ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိပါဘူး ပေးကြတာတခုကတော့အဲ့ဒီနေငါးတွေကလေရိုကြီးရိုးများတဲ့အရာတွေဖြစ်ပါလေ